ျွန်တော်အဲ့ဒီငပြောတူးဆိုင်တဲ့လူတွေပေါ့ငပြောတူးဆိုင်တာတို့အခုတော့ခေါင်းပြိုးဆိုင်ဖို့အတွက်ခေါင်းတူးတာတို့နော်အဲ့အရွက်လေးတွေကိုသေချာကြည့်ရကြောင်နေရတယ်မဖြစ်ဖို့ပေါ့နော်ဟိုဒါမျိုးလေးတွေဖြစ်နေရမှာဒီခလဲကောင်းမှာအဲ့ဖြူဖြူအစင်းလေးတွေဖြူအဖြူစင်းလေးတောက်လျှောက်ဖြစ်နေအဲ့ပေါ်ပြီးကြောင်နော်အဲ့လိုမျိုးလေးတွေမဖြစ်အောင်ကျွန်တော်အဲ့ဒါဒီကတော့ကောင်းတယ်ပေါ့ကောင်းတယ်အဲ့ဒါ ့ဒီလိုနေရာမှာဖြူစင်းစင်းအချောင်းလေးတွေပေါ့အဲ့တော့ဒီကွာကြားထဲမှာအဲ့အလက်ကြားထဲမှာအဲ့အစင်းလေးဖြူစင်းလေးအဲ့ဒါကြောင်တော့ကြောင်စားလို့မရတော့ရွက်တွေကတပြေးပြေးနဲ့တူပါဒီလိုရွက်ကဒီလိုရွက်ကမရှိလာတော့ခွနဲ့ဒီလိုပြန်မရှိပဲနဲ့သူကတူပြီးတော့ဒီလိုအရှည်လိုက်တွေပဲဖြစ်ပြီးတော့အဲ့နော်ရွက်တွေတူတူတူပြီးတော့ပြေးသွားတာပေါ့နော်ရွက်တွေစိတ်ကြီးတော့အဲ့မျိုးလေးဖြစ်မှာဆိုတော့ ဲ့အဲ့ဒါကြောင်းနေပြီလေလိုက်ပြမယ်တစ်ချက်လောက်ကြည့်ကြည့်음ကျွန်တော်ဒီနေ့ငါပြောကြောင်းတဲ့အကြောင်းလေးပြောခြင်းလို့နော်ငါပြောကြောင်းကြောင်းလေးကဒီမှာတွေ့လားမဖြူစင်းလေးတွေအဲ့ဒီဖြူစင်းလေးဆိုအဲ့ဒါကြောင်းอ่ะနော်ကြောင်းလို့ရင်သူကကျွတ်သွားတယ်နော်ကျွတ်ရင်ကျိုးမြန်လာပါတော့ ဒီဟာတွေကတော့ဒါကတော့အကောင်မကြောင်နေရနော်အဲ့ဒါတွေဘလို့ခွဲလဲဆိုတော့သူကစိမ့်နေတာပဲဗောနော်အပင်စိမ့်ဆိုတော့ဒီကစိမ့်နေကြောင်နေတာကြတော့ဘလို့လဲဆိုတော့ဒီမှာအဲ့ကြားတဲ့လေးမှာနော်ဒီမှာဖြူစင်းနေဖြူနေတယ်ဒီကတော့ကျွတ်တော့ကျွတ်ပြီးတော့ကွဲသွားတာဗောအလက်တွေအဲ့လိုဖြစ်နေနော်အဲ့ကြောင်နေတာလေးကြောင်နေတာလေးကို ဘယ်လိုလုပ်ရမလဲဆိုတော့ဆက်ဆိုင်တည်းကကျွန်တော်တို့ဘာပေါ့ငါပြောစို့တူတွေကငါပြောစို့တူတွေကကြည်ရမှာနော်ဒါညီလေးတယောက်ဆိုင်ထားတာဆိုတော့အကြောင်းတွေပါတာမသိဘူးလဲငါပြောတယ်မဆိုင်ဘူးတော့ဒါမှရိုးရိုးအကောင်းနဲ့အပင်တွေဆိုတော့ဒါမှအကြောင်းမရှိဟိုပါဖြူစင်းလေးတွေမရှိဘူးနော်ကျွန်တော်တခြားကြောင်နဲ့ပင်လိုက်ပြအောင်မသူကဆိုင်တယ်ဒါမှဒပင်နဲ့ကြောင်နေပြန်ပြီပြ မှတော့မတေချာတွေ့ရအောင်အဲ့ဒါဖြူပြီးတော့အစင်းလေးဖြစ်နေအဲ့တကယ်တည်းကသူကနီးမှနီးရောင်လေးဖြစ်ရင်ဖြစ်မဖြစ်ရင်စိမ့်နေမှာစိမ့်တိုင်းမှာအဲ့ဒါသူကတော့ကျွတ်သွားတာကျွတ်ဆက်ပြီးတော့သူကနော်အကျွတ်တွေကတူသွားတာပေါ့ဒီရွက်တွေကပြန်မကျေပဲနဲ့အကျွတ်တွေကအဲ့ပြန်တော့မကျေဘူးဒီအရှိလိုက်မှမှဒီအရွက်ကသိမ့်မကျေတော့ဘယ်နဲ့ပြပြင်းနဲ့တူတူပြီးတော့အဲ့ဒါပေသွားတာပေါ့ ြောင်းလာလေဗျာမနေပါတယ်နော်16 5ပြောင်းရှိတမတော်မှာဒါဆိုကြောင်းတဲ့ဟာတွေပဲနော်အစတူတွေကသေချာကြည့်ပြီးတော့ပြင်မှာသားစုတူတွေကသေချာကြည့်ပြီးတော့ဒါမျိုးလေးဖြစ်နေရမှာတွေ့လားနော်ကြောင်းလဲဆိုဒီမှာအထဲမှာဒီမှာတော့မှာဖြူစင်းလေးတွေအဲ့လိုဖြစ်နေတယ်နောက်ပြီးအဲ့ဒီကြွားကြမှာပေါ့နော်အလက်ကအဲ့လိုကြားမှာဒီမှာတော့အသိမဖြစ်သေးဘူးပြဒီမှာကျတော့အစင်းရောင်တွေတော်တော်ဖြစ်နေတယ် ော့ဆိုးတယ်ဗျာအဲ့ဒါလေးကျွန်တော်လာပြောပြတာအခုကစိုက်ပြီးတော့တလားလောက်ကြာပြီမှဓာတ်ကြီးသိတော့ကြံပေါက်တွေကျုံလာပေါ့ပြန်ဖားလို့ရနေရတာပေါ့ဒါမှကြံပေါက်ကျုံလာကြံပေါက်ကျုံတော့မငြီတော့ဘူးပေါ့ဗျာငြီတော့တော့အဲ့ဒါလှုပ်တော့လှုပ်တယ်နောက်ဆုံးတော့မစားတော့အဆုံးအလဲဟာတာဖြစ်တယ်လူလေးတွေဖြစ်နေရမှာသလား ါလေးဆိုတာမကြောင်းကောင်းတယ်ဆိုကြောင်းနေရရင်တော်တော်ဆိုးရတယ်ဒါလေးရတာဒါမျိုးဖြစ်နေရကြောင်းအဲ့ခလေကောင်မအစင်းလေးနောက်ပြီးတော့ကွဲပြီးတော့ကျွတ်လာပေါ့ကျွတ်ပြီးတော့အရွက်တည်းရသူကဒီလိုအရွက်အဆန်ပဲရှိတယ်ဒီငပြောအရွက်အရွက်ကဟိုဟာမကျဲလာတော့ဘူးကြကတော့နော်အဲအဲ့ဒါလေးတွေသတိထားကြပါလို့နော်ကျွန်တော်အဲ့ဒါလာပြောတာပါ